ကယ်ဖြစ်နေတယ်လို့ကမလို့နိုင်ဘူးတကယ်ဖြစ်နေတယ်ကသူကသူ့ကိုကန့်သားနေရတယ်ဒီလိုမျိုးကြုံလို့ပြေးခဲ့တာမဟုတ်ဘူးငါတို့ကိုယ်တိုင်တကယ်ဖြစ်တဲ့ရက်ွက်တွေလည်းဒီလမ်းလျှောက်ပြီးတော့ပြင်ချာပြင်မှတ်ခံပြီးတော့တကယ်တဲ့အတွက်ဘယ်လောက်ထိဖြစ်တယ်ဘယ်လိုတောက်ပြီးစိုးရဲဆိုတော့ငါမြင်ခဲ့ရတယ်အဲ့အတွက်ဒီရတဲ့အမျက်ငွေကိုလည်းတရားကြိမ်လုံးပြူမဲဆိုပြီးတော့ဆုံးဖြတ်လိုက်တာဒီဇာတိအတွက်ဒီမာဒီကားက လို့ပြပြရင်ကောင်းမှာမလားဗောနောလူစားဆွဲလန်းနေပုံမှာအခြေခံထားတဲ့လူမှုအဖွဲ့အစည်းဖြစ်နေတဲ့အတွက်ကြောင့်လို့သာလင်းရွှေရွှောင်ပြေပြေများပါတယ်ဒီကောင်းကိုစပြီးတော့စင်တာတင်တဲ့အခက်ခဲတာလေရိုက်တဲ့အချိန်မှာလည်းခက်ခဲနေကြုံရတယ်လုံမွေရောက်ထိကိုခက်ခဲဒီအကုန်လုံးကမအားလို့တူတူကြော်ပြက်ခဲ့ရဟုတ်တယ်မအားကိုယ့်ဘုလည်းဒီကိုယ့်ဘုလည်းအလူငယ်လိုက်လို့နေတာပေါ့လေအမမင်းစုရင်လည်းပေါင်းပြီး ိုတက်နိုင်ဘလောက်လိုက်လို့ဒီမှာတို့တတိယမှာလက်ရှိဇာတ်ရအဲ့ဘက်ကပြန်လာလို့ဆိုတော့အော်ဟိုမှာတကယ်ဖြစ်နေတဲ့ဟာတွေလည်းညင်းနေပေါ့နော်ကိုယ်လည်းပြီးခဲ့ရတယ်ပြီးတော့မားတို့ကဟိုဒီလိုမျိုးကြောင်ကြိုးပေးခဲ့တာမဟုတ်ဘူးမားတို့ကိုယ်တိုင်တကယ်ဖြစ်တဲ့ရက်ွက်တွေလည်းဒီသူ့ပြန်ကိုကောင်းဝင်လို့မရဘူးလမ်းလျှောက်ပြီးတော့ပြင်ချောင်ပြင်မှန်းခံပြီးတော့တကယ်ဖြစ်တဲ့အိမ်ကိုအထိသွားပြီးတော့ပြင်ချောင်ယူခဲ့တဲ့အတွက်ဘယ်လောက်ထိဖြစ်တယ်ဘယ်လိုကြောက်ပြီးစိုးရဲဆိုတော့မြင်ခဲ့ရတယ်အဲ့အတွက်ဟိုဒီရတဲ့အမျက်ငွေတွေကိုရတရားခံတော့ ပူမဲဆိုပြီးတော့ဆုံးဖြတ်လိုက်တာဆုံးဖြတ်တဲ့အချိန်လည်းမတော်ကရုံတင်လို့ရတဲ့ဟာကိုတကယ်လူသွားမှာပါဟိုတကယ်ဖြစ်နေတဲ့လူလည်းမလုနိုင်ဘူးတကယ်ဖြစ်နေတယ်ကသူကသူ့ကိုကန့်စားနေရတယ်အဲ့တော့အမတို့ကတချို့အိမ်တွေဆိုလို့ရှိရင်မနေနိုင်ဘူးအိမ်ထဲမှာအိမ်ထဲမှာမနေနိုင်အိမ်ရှိမှလည်းမနေနိုင်ကြအောင်အဲ့တော့သူ့ရဲ့ဗမာရှိတဲ့တခြားစုံလန်းပြီးတော့မှာပါတော့ကိုဖြစ်လျောက်သွားပြီးတယ်အဲ့အတွက်ဟိုလူရတာလူခံရတာဒီပိုင်းတော့မချုံခဲ့ရဘူးအဲ့လိုမျိုးမြေခဲ့အောင်ရှိတယ်။အသားတိကျကိုလုပ်နေတာတွေ့တယ်။အမတို့ကြောက်တော့အဲ့ဟိုကဒီကနေချက်ထွက်သွားတာ။ကိုယ်မလိုက်ပါဘူးကွာ။ ကိုဘလာမလိုက်ပါဘူးဆိုတော့ဘာလို့မလိုက်သွားဘူးလဲဆိုတော့ကိုကအဲအဲအဲဟောလဲနေဖြစ်တဲ့ရက်မှာပဲကိုကစနေလဲရောက်နေတယ်တက်မှာစနေလဲရောက်ရင်တွားတဲ့နေရာမကွိုင်တတ်မယ်ပေါ့နော်ပြင်းစားပြအဲ့တော့မင်းအေးသေးအိမ်မှာငြိမ်းနေပါပေါ့မင်းမရှိပါနဲ့ပေါ့နော်အဲ့တော့အဲ့တော့ကျင်းမင်းအမေပဲသွားတော့ကိုလည်းလိုတော့အဆင်မပြေဘူးပေါ့လေဘာလို့ကိုပေါသွားရင်ကောက်ပိတ်ကားခံရမယ်တက်မှာအကုန်လန်တော့တမခံဘာညာပေါ့ကွာတက်မှာစနေစနေစနေလဲမလွတ်သေးဘူးရဲ့ အဲ့တော့လာဆင်ကျင်ပါသားတယ်အခုလည်းကိုဆင်ကျင်ခိုင်းလာတာပဲလေအခုပြောနေလေလည်းကိုဆင်ကျင်နေတာပဲတော့ကြောက်ဆင်ကျင်ရမှာပေါ့နော်ဒါဆင်ကျင်ရမှာပဲဘယ်ကြတာပြောရုံလားရုံအရုံတော့ဘောကိုမသိတာရုံရတာပေါ့နော်ရုံတဲ့ဒီလိုပါအဲဒီလိုဒိဋ္ဌားလိုက်မိတာပေါ့အဲတော့ဒိဋ္ဌားလိုက်မိတာပေါ့သူကကိုဒါတော့ကိုရဲ့အထဲမှာရှိတဲ့ကိုရဲ့ဆွဲလန်းအကြောင်းဖြစ်ရတဲ့အကြောင်းရလေးကြီးပဲလေအကြောင်းရလေးပဲဆိုတော့အဲဘာလို့ဟိုဟိုဖြစ်နေတော့ကိုရဲ့အဲ့တော့မလို့အများကြီးတော့ အဲမတွေးထားပါဘူးဒီမှာဒါမဲ့လေကိုကအဲ့ဟာကိုနည်းနည်းနက်ကစ်တွေးချင်နေဆိုရင်လေကိုကကိုဘကိုပေါ်တည်းကိုကပြောင်းလိုက်တာပဲလေအမှန်ကိုကိုပါပဲအဲယုံရင်လည်းကိုပါပဲမယုံရင်လည်းကိုပါပဲအဲ့လိုမျိုးတော့တိတ်ဆွလန်းထက်ဖြစ်နေရမျိုးမဟုတ်ပါဘူးဒါပေမဲ့လေအဲ့လိုမျိုးပြောတာကိုကဘာလို့ပြန်ညှိနေတာလဲဆိုတော့ဒါဆိုရင်ပေါ့နေစတဲ့နေ့ဘာလို့ကားရတာဘာလို့ဒီဆွလန်းကြောင့်မပြရလဲဆိုတော့တော့လေပြစ်နေပြန်ရောဒါပေမဲ့အဲ့လိုမျိုးကြတော့လေ အများလေးစားရမယ်ဆိုကိစ္စတွေမှာကိုယ်တွေလိုက်ပြီးလေးစားတာပိုကောင်းတာပေါ့လေအများသဘောမတူပါဘူးဆိုကိစ္စတွေမှာကိုယ်ကချွန်ပြီးတော့သဘောတူပါရင်လုပ်လို့များတာလေရင်းချင်းမှုပဲပေါ့နော်ပြင်ဆင်တဲ့အတွက်မာဒီကားကဒီလိုပြပြရင်ကောင်းမှာမလားပေါ့နော်အယူရှိတာကိုချိုးအချင်းတွေကလည်းဒါနဲ့ဒါနဲ့ပတ်သက်လို့စကားပြောတာဇာတ်ရည်အများကြီးအဖြစ်လာနိုင်တာကိုအဲ့တော့ရောတော့လူကြီးရဲ့အကျညာပြည့်ရဲ့ဆိုတဲ့အချင်းတွေပုံမှာရောကိုရီးယားရဲ့အချင်းတွေကဒါဆိုတော့လေအဲဒီလိုမျိုးကတော့ရှေ့ရှောင်ပေးလိုက်သင့်ပါတယ်ဆိုတဲ့အားမျိုးလည်းရှိသေးတာကိုအဲ့တော့ အရှိကိုရှောင်ပြေးပြုံးများပါတယ်သူတို့အစွဲလန်းနေရတော့အစွဲလန်းနေငှက်ကြီးပါတာကံမကောင်းလို့သဘောထားနိုင်ကြတာပဲကွာတိလာငှက်ကြီးပါပြင်းစင်းပြောင်းတာပဲလေဒါမှမဟုတ်အဲ့ဒါကြီးကံမကောင်းလို့သဘောပိုက်တယ်ဆိုတော့ဒီမှာဒူတကာရအစွဲလန်းပေါ်အာယုံပြတော့ဟိုဒါကငှက်ကြီးပါတိုင်းမင်းကံမကောင်းဖြစ်တာမှမဟုတ်တာမဟုတ်နိုင်တာပဲเนาะအဲ့အဲ့လိုအစွဲလန်းတိတိလေးနေနဲ့ကျင်းပြောင်းတဲ့သဘောထားတွေမှာအပကျွန်တော်တို့ဒီသူတော်စီမှာရှိတဲ့အခြေခံထားတဲ့အချက်လက်တွေအကုန်လုံးကဘာသာတရားကိုစန့်ကျင်ထားတဲ့အခြေအနေတွေဘာမှမပါပါဘူး ဘာပါဘူးနောက်ပြီးတော့ဘာသာတရားကိုကျွန်တော်တို့ကထော်တော်ကန့်လိုက်လုပ်နေကိစ္စတခုမှမရှိပါဘူးအဲနောက်ပြီးတော့ဘာသာတရားကနေဒီလိုဆိုရင်တော့ကောင်းပါတယ်ဆိုရဲအများအယူတက်မှတ်ထားတဲ့အခြေခံတွေပေါ်မှာရိုက်ကူးထားတဲ့ကားလည်းဖြစ်တယ်အဲဒါကြောင့်ဘာမှနောက်ရက်မရှိပါဘူးเนาะဒါပေမဲ့ဒီလိုလေးချောင်ပြလိုက်တယ်ဆိုတော့တမအဲ့ဒီမှာ तू က तू ကအစ်စ်မလုံချင်တယ်တမဟိုအစ်စ်စကားကြားချင်တယ်မင်္ဂလာရှိတဲ့အကြောင်းကြားချင်တယ်မင်္ဂလာရှိတဲ့အပြောပြောချင်တယ်ဆိုရဲအယူဆဆွဲလန်းနေပုံမှာအခြေခံထားတဲ့လူမှုအဖွဲ့အစည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့သာလေကျွန်တော်ကဒီအဖွဲ့အစည်းပေါ်မှာနားလေတော့အားဖြင့် ဒီဘယ်သီးဥပမာကျွန်တော်အာယုံပြီးလေသားသောအားဖြင့်သာကျွန်တော်တို့ဒီလိုမျိုးရှန်တင်းလောက်ရတာပေါ့နော်အဲ့ဒါမှပါကျွန်တော်တို့ကဘာဖြစ်ရလို့ဘလိုဟာမျိုးမှယူရတာမျိုးမရှိဘူးပေါ့နော်ဘာလို့မရှိလဲကျွန်တော်စဉ်းစားအောင်အချိန်ချင်းကျွန်တော်ကြော်ဖြတ်ခဲ့ရတဲ့အတွက်စဉ်းစားရစိတ်တန်းကြစစ်စစ်ထားပြီးတော့အဲအများကြီးသူကြည့်ဖို့တင့်လျော်ပါတယ်ဆိုတဲ့အချိန်နဲ့ပြူကြမှာသာကျွန်တော်ဒါကိုယုံထွက်လို့ရတာပေါ့အဲ့တော့အဲ့လိုပဲပြောချင်ပါတယ်ဘာမှအနေမရှိပါဘူးဆိုတော့အချိန်တိုင်းတာတော့ကျွန်တော်တို့အဲ့ဒါလူကြီးနဲ့ပြန်ပြောပြီးတော့ကျွန်တော်တို့လည်းခြေကင်းလက်ကင်းတာ အခြေအနေခုတော့ပြန်ရွှေ့မှာပါနော်အဲ့လိုရွှေ့တာလည်းအဝေးကြီးတော့မဟုတ်တော့ပါဘူးကြည့်ရကြရင်မခံမရနိုင်အောင်ဖြစ်နေတာကတိတ်ကဝိုးကြွေးกว่าဝိုးကြွေး တင်ရခက်ခဲတာလေအမတို့ကအဲရိုက်တဲ့အချိန်မှာလည်းခက်ခဲတွေကြုံရတယ်ကားဆက်တော့အများကြီးပေါ့နော်ဒီလိုဝေရောက်ထိကိုခက်ခဲဒီအကုန်လုံးကိုအမတို့တော်တူကြော်ပြက်ခဲ့ရတာအမတို့အများကြီးပြားတဲ့လုပ်ပြီးတော့လည်းကြော်ပြက်ရတယ်ဟိုပုံပေါ့နော်ကိုလုံးနိုင်တဲ့ဟာပေါ့အမချင်းလေးတောင်မစားတာတော့ဒီစိတ်တောင်အကုန်ပေါ့လေအမတို့လုံးနိုင်တဲ့ဟာပေါ့နော်အဲ့ဒါကြီးလုပ်ပြီးတော့လည်းအမတို့တရားကိုရအောင်လုပ်ခဲ့ရတာဆိုတော့လေအဲဒီကခက်ခဲဒါပေမဲ့ရုံဝေရောက်တဲ့အခါမှာပြည့်စက်ကြည့်တဲ့အချိန်မှာဟိုအရေးကားဆိုပေမဲ့ဘယ်လိုမျိုး ဟိုပရိသတ်တွေဒီလိုမျိုးအဲ့လိုမျိုးသရေကားမဟုတ်ပါဘူးသရေကားမယ်သူက drama ပါပါတယ်ကြည့်လို့ရှိရင်လည်းပရိသတ်ရင်ထဲကိုတခုခုကြောက်မယ်လို့မအားထင်တယ်ဟိုကြိုက်ကြမယ်လို့လည်းထင်တာပေါ့နော်အဲ့ဒါကြောင့်မို့လဲမအားဒီကောင်ကိုရမ်းဟိုစိတ်ရစိတ်ကောင်းလို့ဝတ်တင်ထားတယ်မအားတော့ကွာဒီကရတဲ့ တော်တဆင်ယုံတင်နဲ့ရတဲ့အမျက်ငွေတရားရခိုင်လုံးလို့ငရေဘေးအတွက်ကိုတိတိယောက်ပေစာလေးထူတန်းပေါ်မှာပါအဲ့အတွက်ဓာကြီးတဲ့သူတွေကလည်းအလူရဲ့ဓာကြီးတဲ့သူတွေရဲ့အလူလည်းဖြစ်ပါတယ်အမားတို့ကဓာကြီးတဲ့သူတွေရဲ့အလူကိုတဆင်ခံပြီးလူပေးရတဲ့သူတွေဖြစ်ပါတယ်အဲ့အတွက်ဟိုစိတ်ရှင်းရှင်းနဲ့ဒါကုသိုလ်ယူရတဲ့နေလာကြည့်လို့ရပါတယ်ဟိုမှာဒါလည်းလာကြည့်သိစမှာတယ်ခေါ်ပါတယ်